ချမ်းသာကြွယ်ဝလွန်လွန်ဘာသာစာရွှေစွန်းနဲ့စာကြောင်းပြောလာတဲ့ရွှေကြုံမေမေလင်းပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ဘောင်မစ်နောင်ကနေပြလဲကြိုးဆိုလိုက်ပါရယ်။ကြည်ကျက်ချမ်းသာလွန်နာကြောင့်ရွှေသားစွန်းနဲ့သာအစာအစာကြောင်ပြောလာသူကတော့ရွှေကြိုတိဥဆောင်မိမိလေးမှ။ဒါကြောင့်လည်းပရိသတ်တွေကြားထဲမှာတော်တော်လေးကိုဝေဖန်မှုမြင့်တက်နေပါရယ်။အထူးသဖြင့်တော့အခုနှစ်မှာရွှေကြိုပြန်ပွဲဝင်တွေကအတန်ရှင်းရှာတဲ့လူတွေများတယ်လို့ဆိုပါရယ်။သူရိမင်းခန့်ဆိုရင်ပြပြထွေးအမေရုံနဲ့လီမင်ဟုံနဲ့တူတယ်ဆိုပြီးပွဲထရှာတာတခါ ဝင်းမုံရွှေဤကခြေပါရဲဆိုပြီးတော့တခါပွဲတွေများစွာကိုရှာနေခဲ့ရပါပြီးခဲ့တဲ့ရက်တုန်းကဆိုရင်ငကားမေတော်ကအာဂရင်းမှာငုံထားကြောင်းပြောလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်သူရိမင်ခန့်ရဲ့ဘော်ဒါအောင်သူဟင်းဆိုရင်လည်းဘတ်စကားစီးပြီးငပိရင်နဲ့စားကရွှေချိုပြန်ရတယ်ဆိုပြီးပွဲရှာခဲ့တယ်လို့အခုတခါရွှေစွန်းနဲ့စားပါတယ်ဆိုတဲ့မိမိလင်းစားသဖြင့်အတန်းရှင်းရှာနေကြတာမျိုးစုံဖြစ်ပါတယ်။ဒါကလည်းရွှေချိုမမေတွေဟာရွှေချိုဖြစ်လာပြီးတဲ့နောက်အနုပညာလောကမှာနေရာတနေရာရဖို့အတွက် နာမည်ကြီးပြီးတော့ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်ခွင့်ရဖို့အတွက်နီလန်ပေါင်းစုံနဲ့မီဒီယာတွေမှာအတန်ရှင်းရှာနေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ရွှေချိုပြိုင်ပွဲဝင်ရဲ့မထော်မနန်းမီဒီယာအင်တာဗျူးတွေကမကြားခြင်းမမြင်ခြင်းမအစုံဖြစ်နေရဖြစ်ပါတယ်။အထူးသဖြင့်တော့အခုနှစ်မှာရွှေချိုဖြစ်လာသူတွေကအရေးချင်းမရှိပဲရန်အောင်မေတန်းတို့လိုဒိုင်တွေကလက်စားပြီးတော့ရွေးချယ်ပေးလိုက်တာကြောင့်မီဒီယာတွေမှာအတန်ရှင်းရှာနေကြတာတွေပို့ပြီးတော့များလာခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းအမှုပညာလောကကိုဒီလိုပေါက်ပန်း၄၀အကွက်နဲ့ဝင်ဖို့စ조사နေတဲ့လူတွေကိုဝေဖန်နေကြတာပဲဖြစ်ပါတယ်။ဒါအပြင်အမှုပညာလောကမှာလည်းတိုင်းတန်းချီတန်တဲ့ကြောက်စိမ့်လေဆွဲတွေ ိန်းတောင်းချီတန်တဲ့ယတနာလက်စွပ်တွေ၊ရွှေသားပိတ်သက်ချိန်နဲ့ဝစ်စုံတွေမြန်မာတနိုင်ငံလုံးကိုတောင်ဝယ်လို့ရတဲ့ဘန်ကတ်တွေစသဖြင့်အပြိုင်ဆိုင်ကြွားလုံးထုတ်နေကြတာဖြစ်ပါတယ်။အနုပညာအတိုင်းဝိုင်းကလူတွေဟာပုံစံမျိုးစုံနဲ့သူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုကြွားလုံးထုတ်နေကြတာပဲဖြစ်ပါတယ်ရှင်။ အခုလေရွှေစွန်းကပီမွေးလာတဲ့လုံဘာစာစာရွှေစွန်းနဲ့မှစားကြောင်းပြောလာသူကတော့ရွှေချိုမေမီလင်းဖြစ်ပါတယ်။မေမီလင်းဟာရွှေချိုပြိုင်ပွဲမှာထူးခြားတဲ့မျက်နှာပုံစံလေးနဲ့ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုအပြေးဝါရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့မေမီလင်းကရိုးသားပွင့်လင်းချစ်စရာကောင်းတဲ့စကားပြောဟန်လေးနဲ့တခြားပြိုင်ပွဲဝင်တွေနဲ့မတူဘဲအိန္ဒိယမျက်နှာဟန်လေးနဲ့ချစ်စရာကောင်းနေရတို့ကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိနေတဲ့သူလေးဖြစ်ပါတယ်။တချို့ပရိသတ်တွေကတော့မေမီလင်းကိုနာမည်ကြီးတယောက်ဆောင်မေမီကိုကိုနဲ့ဆင်တူ ရလို့ဆိုကြပါတယ်။အခုကမှတော့ရွှေချိုမေမီလင်းကဘာသာဆောင်ရွှေစုံးနဲ့မှမဟုတ်ရင်မစားတတ်ဘူးလို့ပြောခဲ့တာပဲဖြစ်ပါတယ်။ရွှေချိုမေမီလင်းကသူမကိုမိခင်ကြီးနဲ့ဖခင်ကြီးကအလိုလိုက်ကြောင်းဒါကြောင့်မလိုလိုချင်တာမှန်သမျှရပြီးအခုဆိုရင်တော့ရွှေစုံးနဲ့တောင်စားကြောင်းပြောခဲ့တာပဲဖြစ်ပါတယ်။မေမီလင်းကိုအခုရပိုင်းမှာမိခင်ကြီးကရွှေနာရီတွေရွှေအင်းကြီးစတဲ့ရွှေနဲ့လောက်ထားတဲ့အတုံးဆောင်ပစ္စည်းတွေ ဝယ်ပေးနေရလို့လည်းသိရပါတယ်။ဒါတင်မကသေးပဲအခုဆိုရင်တော့ရွှေစွန်းနဲ့ပါစားနေရပြီဖြစ်ပါတယ်။ဒီလိုမျိုးရွှေစွန်းနဲ့စားရတာကရွှေစွန်းနဲ့စားရင်အနုပညာအလုပ်တွေအများကြီးလုပ်ရတယ်။ကံလန်းမှုတွေရတယ်ဆိုလို့ရွှေစွန်းနဲ့စားရတာဖြစ်ကြောင်းမေမီလင်းကရှင်းပြခဲ့ပါသေးတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဘာသာစာရွှေစွန်းနဲ့မှစားတတ်ပါတယ်ဆိုတော့ရွှေကြိုမီမီလင်းပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်